မိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်ကစားနီကစားဟန်ကကျွန်တော်တို့ကအချိန်ရည်နဲ့ဘယ်အချိန်မှဘယ်ကစားခွက်ကစားမယ်သူအချိန်ရည်နဲ့သူကစားခွက်အခင်ချင်းအားလုံးကိုတော့ရှိပြီးသားပေါ့ဗျာဒါကြောင့်မို့ကျွန်တော်တို့ကချက်ထွက်ပြီးသားနဲ့နောက်ရက်ကစားခွက်အစ်စ်တွေကိုချက်ချင်းချပြပေးတာပေါ့ဗျာ ဒါမဲ့လို့ချက်ထွက်တာကမနေ့ကမှထွက်တယ်ဒီနေ့တခါဖိုင်တင်တယ်ဆိုတာကကြတော့ကျွန်တော်တို့ကသူများဗေကနန်းထုတ်တယ်အဲ့ထုတ်တဲ့ကနန်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကစနစ်ကိုရှာတာမဟုတ်ဘူးဗျကျွန်တော်တို့ကကစားကွက်ကိုအကျဉ်းရင်နဲ့ကစားကွက်အခင်းချင်းအလုံးကိုစနစ်ကိုခရင်ချထားပြီးသားပေါ့ဗျာဒါကြောင့်မို့ကျွန်တော်တို့ကချက်ထွက်ပြီးတာနဲ့ နောက်ရက်တွေမှာကစားကွက်အခင်းချင်းကိုကိုနီကိုဟန်နဲ့ဆက်ချင်းချပြပေးတာပေါ့ဗျာဒါကြောင့်မို့ကျွန်တော်တို့22ကြိမ်မှာအပူအခွတော့မဟုတ်ပြန်ကြအဲ့ဒီကစားကွက်ကိုကစားကွက်ရဲ့အခင်းချင်းအားလုံးကိုမိတ်ဆွေတို့ကိုချပြပေးပါမယ်ဗျာ ကျွန်တော်ရင်ဖိုင်မှာတင်ပေးခဲ့တဲ့ကျွန်တော်တို့6နှစ်9နှစ်9နှစ်6အဲ့ဒီကစားကွက်ကမိသူတို့အနေနဲ့6 9နှစ်တဲကစားလို့ရပါတယ်ဗျဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့24ချိန်မှာငါးနောက်ပြီးငါးဒေးစီထွက်ခဲ့တဲ့စနစ်ထဲကကျွန်တော်တို့2023ထဲမှာ24ချိန်မှာငါးဒေးစီအဲ့ဒီထဲကကဏ္ဍတကွက်ဘယ်လိုပဲထွက်ခဲ့သည်ရှိတော့ ဘလို့ပဲထွက်ထွက်အဲ့ဒီထဲကကျွန်တော်တို့ကိုးတုံညာတော့ထွက်ပြီးပြီပေါ့ဗျာဒါမှမဟုတ်ဒဲမကြခဲ့ဘူးအဲ့ဒီထဲကကဏ္ဍတစ်ခွက်ကကျွန်တော်တို့ကဒီကူးကျွန်တော်အရင်တစ်ပိုင်းမှာချပြပေးခဲ့တယ်ကျွန်တော်တို့6ငါးနှစ်လက်ကစားလို့ရတယ်ဗျ24ချိန်မှာမေဆိုတို့ကလင်နာရှိရင်အိမ်မှာချကြည့်ပေါ့ဗျာတိုက်ဆိုင်ကြည့်ပေါ့24ချိန်မှာ9ထိတ်9ထိတ်လို့ကြာတာနဲ့အဲ့ဒီထဲကကဏ္ဍတစ်ခွက်နောက်တစ်နှစ်ကျော်မှဒဲယူရမှာကျွန်တော်တို့ဒီမှာ2019ခုနှစ်ထက်မှာကိုကျွန်တော်တို့9ဒေးပြီးထွက်တယ် ငါတွေဒီထွက်တယ်ဆိုလို့ရှိရင်အဲ့နေထဲကကဏ္ဍတကွယ်ကျွန်တော်တို့ခွန်ရှစ်ခွန်ခွန်ရှစ်ခွန်ဒီနောက်တစ်နှစ်ကျော်မှာကျွန်တော်တို့ခွန်ရှစ်ခွန်အတက်လိုက်တယ်ပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ငါးထည်စီရှိတယ်ငါးထည်စီရှိတယ်ဆိုလို့ရှိရင်အဲ့နေထဲကကဏ္ဍတကွယ်ကျွန်တော်တို့ကိုကိုသုံးနောက်တစ်နှစ်ကျော်မှာကျွန်တော်တို့ကိုကိုသုံးတဲလိုက်တယ်နောက်တစ်ခါကျွန်တော်တို့ဒီဘက်မှာနှစ်ဆက်လေးချင်းမှာငါးထည်စီအဲ့နေထဲကကျွန်တော်တို့ကဏ္ဍတကွယ်၄၃၄ လေးတုံးလေးဒီကျွန်တော်တို့လေးတုံးလေးလို့တဲလိုက်တယ်သူ့အထက်မှာလည်းပဲကဏ္ဍနေမထွက်ခဲ့ဘူးလားဆိုလို့ရှိရင်ကျွန်တော်တို့လေးခွန်သုံးတို့ဒီလေးခွန်သုံးဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီဘက်တူရဲ့တနည်းချုံမှာကျွန်တော်တို့သုံးခွန်လေးထွက်ခဲ့တာပဲတဲမထွက်ဘူးနောက်တစ်ခါကျွန်တော်တို့သုံး65 65သုံးလို့ထွက်တယ်ဒါပေမဲ့လို့အဲ့နေထက်ကကဏ္ဍတစ်ခါကကျွန်တော်တို့ဒဲလိုက်ရမှာပေါ့ဗျာကျွန်တော်တို့လေးတုံးလေးလေးတုံးလေးလို့တဲလိုက်တယ်အခုကျွန်တော်တို့တူရဲ့ဒီဘက်မှာလည်းပဲကျွန်တော်တို့ငါ၈၆ခုနဲ့ထဲမှာကျွန်တော်တို့၅ထိပ်စီ အဲ့ဒီထက်ကကျွန်တော်တို့90ကျွန်တော်တို့တူးရတဲ့နှစ်ကျော်မှာကျွန်တော်တို့90ဒီလိုတက်လိုက်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်6နှစ်9နှစ်နှစ်ခါနဲ့ကျွန်တော်ထူခိုင်းတာပေါ့ဗျာဒါပေမဲ့လို့မိတ်ဆွေတို့အနေနဲ့6 9နှစ်တကယ်သားပါဗျာနောက်တစ်ခါကကျွန်တော်တို့အပူခွာလိုင်းက2021ခုနှစ်ထဲမှာကျွန်တော်တို့ခွန်ခါ ခွန်ခါနဲ့ဇောင်းကူလူရဲ့ဒီဘက်အောင်မှာကျွန်တော်တို့6ခါနဲ့ဇောင်းကူလူရဲ့ဒီဘက်အောင်မှာ5ခါနဲ့ဇောင်းကူလူရဲ့ဒီဘက်အောင်မှာ4ခါနဲ့ဇောင်းကူအဲ့လိုဇောင်းကူလို့ဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလူရဲ့ဒီဘက်ပြီးမှာခွန်ခါနဲ့ဇောင်းကူလူရဲ့ဒီဘက်ရင်ဆိုင်မှာအပူခွနောက်တစ်ခါကျွန်တော်တို့6ခါနဲ့ဇောင်းကူလူရဲ့ဒီဘက်ရင်ဆိုင်မှာ ခွန်ခါရဲ့ဘေးမှာအပူခွကျွန်တော်တို့6ခါရဲ့ဘေးမှာအပူခွကျွန်တော်တို့5ခါနဲ့သောင်းကိုကျွန်တော်တို့5 5ခါရဲ့ဒီဘေးမှာအပူခွကျွန်တော်တို့6ခါသောင်းကိုအဲ့6ခါရဲ့ဒီဘေးမှာကျွန်တော်တို့အပူခွ22ကြိမ်မှာထည့်ကစားလို့ရတယ်ဗျနောက်တစ်ခါမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ပြန်ကြကစားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ကပြန်ကြကို ဘာကြောင့်ဖန်ကတာတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့စနစ်ရှိတယ်ပေါ့ဗျာအခုကျွန်တော်တို့ပြန်ကြကတာကျင်တယ်ဆိုလို့ရှိရင်22ကြိမ်ပါကျွန်တော်တို့2020ခုနှစ်ထဲမှာကျွန်တော်တို့ရှေးပေါင်း၄ခွန်လူရဲ့ဒီဘက်အောင်မှာကျွန်တော်တို့ဒီလိုတုံးလုံးပေါင်းချင်းတက်၄6ဒီတုံးလုံးပေါင်းချင်းတက်ရှေးပေါင်း၄ခွန်လူရဲ့ဒီဘက်ပြီးမှာကျွန်တော်တို့ပြန်ကြ 3ခွန်လုံး3ခွန်ဒီပြန်ကြကစားပေးခဲ့တယ်ကျွန်တော်တို့ဒီဘက်နေထိုင်မှာလည်းပဲအခုကျွန်တော်တို့ပြန်ကြကစားတော့မယ်ဆိုလို့ရှိရင်သွားသွားရှီပေါင်းလေးဒီကရှီပေါင်း3ဒီလိုဇောင်း6သွားသွားဇောင်းခွန်ဒီကကျတော့ဇောင်း6သူ့ရဲ့ဒီဘက်အောင်မှာဒီ3လုံးပေါင်းခြင်း30ပရမတ်ရကကလုံးလုံးပေါင်းခြင်း1ဒီကကျတော့လုံးလုံးပေါင်းခြင်း30ရှီပေါင်း3ဇောင်း6သူ့ရဲ့ဒီဘက်မှာကျွန်တော်တို့ခွန်10 အဲ့ condition နဲ့ဒီလည်းပဲကျွန်တော်တို့ပြန်ကြကစားပေးခဲ့တယ်အခုကျွန်တော်တို့ရောက်ကရောက်ကမှာရှေးပေါင်းလေးရှေးပေါင်းသုံးဒီကကြတော့ရှေးပေါင်းနှစ်သူ့ရဲ့ဒီဘက်ထံမှာကျွန်တော်တို့ဇောင်းငါဇောင်းခွန်ဇောင်း6ဇောင်းငါရှေးပေါင်းနှစ်သူ့ရဲ့ဒီဘက်အောက်မှာကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်း9သုံးလုံးပေါင်းခြင်းတည်းသုံးလုံးပေါင်းခြင်း30ဒီသုံးလုံးပေါင်းခြင်း9ခုကျွန်တော်တို့တူရဒီဘက်ပြေးမှာကျွန်တော်တို့ပြန်ကြအထက်ကစားလို့ရတယ်ဗျ ါကတော့မိဆွေတို့အနေနဲ့ပြန်ကြကိုစိုက်နှစ်တဲ့ရင်ပြန်ကြထက်ကသားလို့ရပါတယ်ဗျကျွန်တော်တို့ပြန်ကြတွေကတော့ကျွန်တော်တို့ဒီအပူခွားလိုင်းနဲ့ဆိုလို့ရှိရင်အခုကျွန်တော်တို့ပြန်ကြတွေကပြန်ကြကကျွန်တော်တို့အပူခွားဆိုလို့ရှိရင်တစ်ကွက်နှစ်ကွက်သုံးကွက်၄ကွက်၅ကွက်ชอกั่วคนละกั่ว10กั่วบ่เปียไอ้10กั่วแท้นี่มา ราတို့ပြန်ကြတော့အဲ့ဒီရှစ်ခွက်ထဲရနေမှာကျွန်တော်အခြေဆုံးပြန်ကြတစ်ခွက်ကိုပြရမယ်ဆိုလို့ရှိရင်အပူခွက်တော့မဟုတ်ဘူးပေါ့ဗျာအပူခွက်မဟုတ်ပြီမဲ့လို့ကျွန်တော်တို့ကခဏန်းတစ်ခွက်က963ကကျွန်တော်တို့၃ချိန်ပြန်ကြမယ်စနစ်ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အပူခွက်နဲ့တော့မတိုက်ဆိုင်ဘူးဒါပေမဲ့လို့မိတ်ဆွေတို့ချိန်နှက်တဲ့ရင်အဲ့ဒီအပူအပူခွက်တော့မဟုတ်ဘူးအဲ့ဒီစနစ်ကိုချိန်နှက်တဲ့ရင်တော့မိတ်ဆွေတို့ထည့်ကစားပါဗျာ ဘာကြောင့်လဲဆိုလို့ရှိရင်ကိုကျွန်တော်တို့ဒီ3300ခွန်3300ခွန်ရဲ့ကျွန်တော်တို့ဒီဘက်မှာလေးထိပ်စီခါနှလုံးနှစ်ဥသောကကနန်းကျွန်တော်တို့3300ခွန်3300ခွန်လို့ပြန်ကြကစားပေးခဲ့တယ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတစ်ခါအခုကျွန်တော်တို့ရေပေါင်းတော့ဒီခွန်ရှင်းနဲ့ပြန်ကြတယ်အဲ့ခွန်ရှင်းနဲ့ပြန်ကြတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ဒီ6 9 9နဲ့လို့ပြန်ကြရတယ်။အဲပြန်ကြတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာသလို့ရှိရင်၄ထိပ်ရဲ့၄ထိပ်ဒီနှလုံးပေါင်းချင်းတသူ့ရဲ့ဒီဘက်ဆောင်ကကဏ္ဍကျွန်တော်တို့6 9နဲ့ပြန်ကြကစားပြီးခဲ့တယ်။သောသောကကျွန်တော်တို့၄ထိပ်စီခါနှလုံး2ရဲ့ဆောင်ကကဏ္ဍအခုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်၄ထိပ်စီခါနှလုံး3ရဲ့ဒီဘက်ကဆောင်ကကဏ္ဍ6 9နဲ့ပြန်ကြကစားပြီးခဲ့တယ်ပေါ့ဗျာ။အခုကျွန်တော်တို့ရောက်ကတ်မှာကျွန်တော်တို့၄ထိပ်စီခါနှလုံး30 သောသောကပထမဆုံးတကက်က၄ထိပ်စီခါနှလုံး၄ဒုတိယတကက်က၄ထိပ်စီခါနှလုံး၁အခုကျွန်တော်တို့ရောက်ကမှာ၄ထိပ်စီနဲ့ခါနှလုံး၁၀လို့ဖြစ်ထားတယ်။သူ့ဆောင်ကကနန်း963အဲ့ဒီ963ဒီကျွန်တော်တို့၃ချိန်စက်တိုက်ပြန်ကြရမယ်စနစ်ပေါ့ဗျာ။ဒီပြန်ကြကိုကျွန်တော်ကဘာကြောင့်ဒီ963ကိုအပတ်တိုင်းမှာဘာကြောင့်ပြန်ကြလိုက်ဖန်ကစားနေစလဲဆိုလို့ရှိရင်ဒီစနစ်ဒီကျွန်တော်တို့က၃ချိန်ပြန်ကြရမယ်စနစ်ဗျာ။ဒါကြောင့်မလို့ကျွန်တော်ကဒီ963ကို အပတ်တိုင်းမှာကျွန်တော်ထက်ထက်ပြီးကစားတယ်ပေါ့ဗျာကြည်ဘူးတဲ့လူတွေရှိတယ်လို့မကြည်ဘူးတဲ့လူတွေလည်းရှိမှာပါမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်နှခုနဲ့လဲဆိုလို့ရှိရင်အခုကျွန်တော်တို့ကိုယ်တဲ့နကူကူနဲ့ထဲကကျွန်တော်တို့860အဲ့ဒီ860ဒီကျွန်တော်တို့၃ချိန်ပြန်ဆက်တက်ကြရတယ်ဗျကျွန်တော်တို့8 3 6 860ပေါ့ဗျာအဲ့860ကို၃ကပြန်ကြရတယ် နောက်တစ်ခါကျွန်တော်တို့ဘယ်နှခုနဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့88ခုနဲ့ထဲ88ခုနဲ့ထဲကကျွန်တော်တို့5လေး1 5လေး1ဒီ5လေး1လို့ပြန်ကြရတယ်နောက်တစ်ခါကျွန်တော်တို့6 5 1လို့ပြန်ကြရတယ်အဲ့ပြန်ကြစနစ်ထဲမှာကျွန်တော်တို့သူ့ရဲ့ဒီဘက်ဘေးမှာကျွန်တော်တို့သူ့ရဲ့ဒီဘက်နှစ်ထဲမှာကျွန်တော်တို့၃ညထိတ်ခါနှလုံးလေးဒီလိုဆောင်းတက်အဲ့ဒီဆောင်းတက်လို့ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ကအဲ့နေထဲကကျွန်တော်တို့ဒီတုံးလုံးပေါင်းခြင်းတက် ဲ့ဒီဒီသုံးလုံးပေါင်းချင်းတချစ်ချင်းနဲ့ကျွန်တော်တို့၅လေးတည်းအဲ့နှစ်ထဲမှာကျွန်တော်တို့၃ကြိမ်တတ်တတ်ကြပြရမယ်ပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့ဒီဘက်မှာကြလို့ရှိရင်ကျွန်တော်တို့တစ်ထိပ်စီနဲ့ခေါင်းနှလုံး၅ဒီနှလုံး30အဲ့ဒီ30ဖြစ်ချင်းကြောင့်ကျွန်တော်တို့အဲ့နှစ်ထဲကကျွန်တော်တို့686ဒီသုံးလုံးပေါင်းချင်း30အဲ့ဒီ30ဖြစ်ချင်းအဲ့ဒီ30ဖြစ်ချင်းကြောင့်ကျွန်တော်တို့အဲ့860ဒီအဲ့နှစ်ထဲမှာကျွန်တော်တို့၃ချိန်ဇက်တိုက်ကြပြရမယ်ပေါ့ဗျာအခုကျွန်တော်တို့ရောက်ကတ်မှာသွားတော့ကျွန်တော်တို့၃ချိန်ထိတ် တစ်ထိတ်တုံညထိတ်နဲ့ခေါင်းနှလုံးလေးတုံညတစ်ထိတ်နဲ့ခေါင်းနှလုံး၅အခုကျွန်တော်တို့ကြာတော့ဒီဒီဘက်ကြာလို့ရှိရင်ကျွန်တော်တို့နှစ်ထိတ်စီနဲ့ခေါင်းနှလုံး၆သူ့ရဲ့ဒီဘက်ဘေးကကျွန်တော်တို့နှလုံးပေါင်းခြင်း၉အဲ့ဒီကိုလိုဖြစ်ချင်းကြောင့်ကျွန်တော်တို့ဒီ6 5 6ဆိုတဲ့ဒီလုံးလုံးပေါင်းခြင်း6အဲ့ဒီကိုဖြစ်ချင်းရဲ့ဒီကဏ္ဍဒီကျွန်တော်တို့6 6 3ဒီကျွန်တော်တို့၃ချိန်ပြန်ဇက်တိုက်ကြရမယ်ပေါ့ဗျာကျွန်တော်တို့ပြန်ကြတဲ့မှာကျွန်တော်ဒီ6 6 3နဲ့6 6 3ကိုကျွန်တော်၃ချိန်ပြန်ကြတဲ့စနစ်ရှိတဲ့အတွက်ကြောင့်ကျွန်တော်အပန်းတိုင်းမှာ ထက်ကစားပါတယ်ဗျဒါကတော့မိတ်ဆွေတို့ကြံနေတဲ့ရင်လည်းပဲလိုက်ကစားပါဗျနောက်တစ်ခါကျွန်တော်တို့ဒီပြန်ကြားစနစ်ရအပူခွားကတော့မိတ်ဆွေတို့ပြန်ကြားတဲ့ကနေပြီးမှအပူခွားကတော့မိတ်ဆွေတို့ကြံနေတဲ့တဲ့ကဏ္ဍကိုရွေးကစားပါဗျဒါကတော့ကျွန်တော်22ချိန်မှာကစားမဲ့ကစားခွက်အခင်းချင်းကိုမိတ်ဆွေတို့ကိုမျှဝေခြင်းဖြစ်ပါတယ်ဗျအားလုံး နောက်တစ်ခါကျွန်တော်တို့မိတ်ဆွေတို့အနေနဲ့အပူးခွာရှိတဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ထွိုင်းကစားခြင်းလေဆိုလို့ရှိရင်တော့ထွိုင်းထည့်ကစားပေါ့ဗျာပရိသုံးကတော့မိတ်ဆွေတို့ကိုကျွန်တော်ချပြပေးပြီးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့6ငါးနှစ်ဒီ6ငါးနှစ်ဒေကစားပေါ့ဗျာ3ခွဲကစားပေါ့6ငါးနှစ်6နှစ်5 5နှစ်6ပြန်တဲ့3ခွဲကိုတော့နည်းနည်းရန်ကစားပေါ့ဗျာအားလုံးဝမ်းကောင်းကြပါစေကိုလက်ပါဗျာ